သဲစုငင်းကြောင့်ရှာထားသမျှငွေတွေကုန်သွားရတဲ့အချိန်မှာဂျပန်ကချစ်သူကယ်တင်ပေးလို့ဆင်ပြေသွားခဲ့ရတာပါဆိုတဲ့ထူးအရင်းအားလုံးပဲမင်္ဂလာပါဆယ်ဒီတိုင်းနူပေးကနေကြိုဆိုလိုက်ပါရီ။ရောက်ကြောင်းပြီးသားတဲ့ခနာကိုချိုးစာတက်တူးအရံအမောင်းကောက်ခဲ့ပြီးတတ်တဲ့စိတ်တွေကြောင့်ထူးအရင်းကိုမိန်းကလေးပြိသက်တရားကြိုက်ကြပါရီ။သဲစုငင်းနဲ့လည်းနိနိကက်ကက်တွေ့ရလေးရှိလို့မကြခနာထင်လွဲတက်သူတွေလည်းရှိလာတဲ့အချိန်မှာထူးအရင်းကမိန်းကလေးတွေကိုရွေးချယ်မှမဟုတ်ကြောင်းဒီရတဲ့ပုံနဲ့ပြသလိုက်ပါရီ။ ယောက်ျားပိသားရဲ့ရုပ်ရည်ရှိတဲ့ထူးအလွင်ဟာအမျိုးသားချစ်ချင်းမဲစိတ်ဝင်စားသူဖြစ်ပြီးသူ့ရဲ့ချစ်သူကတော့အသက်6နှစ်ငယ်တဲ့ဂျပန်လူမျိုးတစ်ယောက်ဖြစ်နေပါတယ်။ထူးအလွင်ကိုစိတ်ကိုရင်ခဲ့ကြတဲ့မိန်းကလေးတွေကတော့အသက်တွေကွဲကြရပြီးတော့ NGBD တယောက်ဖြစ်နေမယ်လို့မထင်နာခဲ့ကြပါဘူး။ထူးအလွင်နဲ့ဂျပန်လူမျိုးယူကီတို့ဟာထိုင်းနိုင်ငံမှာတွေ့ခဲ့ကြတာဖြစ်ပြီးသူ့ဘဝရဲ့ကျေးဇူးရှင်လည်းဖြစ်နေသူပါ။လွန်ခဲ့တဲ့နှစ်က MGI ကိုသွားပြိုင်တဲ့အချိန်မှာတဲဆူငင်းကြောင်မလို့ထူးအလွင်တစ်သက်လုံးရှာဖွေထားတဲ့ငွေတွေကကုန်သွားခဲ့ပါတယ်။ ငွေရေးကုန်သွားရုံမကသေးပဲနဲ့အကျွေးကလည်းတင်းထောင်ကြီးတင်းသွားခဲ့လို့သူတို့အတွက်အခက်အခဲဆုံးချိန်ဖြစ်သွားပါရီမြန်မာနိုင်ငံမှာ MGI ကိုအင်ရှင်ဖြစ်ကျင်းပမယ်ဆိုပြီးစီစဉ်ထားပေမဲ့လက်တွေ့မှာတော့မကျင်းပဖြစ်လိုက်ပဲနဲ့စပွန်ဆာပေးထားတဲ့ကုမ္ပဏီတွေကိုပြန်လျော်လိုက်ရပါရီပြန်ပွဲကာလာတခြားမှာလည်းငွေတွေက ကုန်လာခဲ့ပြီးဟိုတယ်ကရှင်းဖို့တောင်မှငွေမရှိတော့ဘူးမြန်မာနိုင်ငံကိုပြန်ဖို့အတွက်လိန်ရင်စိတ်လည်းမကြံတော့တဲ့အချိန်မှာယူကီကပဲငွေတွေပို့ပေးခဲ့ပြီးတော့ကူညီပေးခဲ့တာပါ အများပြည်မှာတော့မြို့သားချစ်ချင်းချစ်ကြိုက်သွားကြလို့ပြောဆိုကြကြပေမဲ့လည်းသူ့အတွက်တော့ကက်တီရှင်တရားဖြစ်နေပါရီ2လင်းအတွက်ပဲကက်တီရှင်ဖြစ်နေတာမဟုတ်ပဲတဲဆုငင်းကိုပါယူကီယာကက်တင်ပေးခဲ့တာပါတဲဆုငင်းနဲ့2လင်းတို့နှစ်ယောက်ကိုမကြာခဏထင်လဲနေသူတွေအတွက်အခြားလူတွေမသိနိုင်တဲ့ကိုညီမှုတွေကလည်းရှိနေကြပါရီ2လင်းကအရင်ကလေးကဂေးဖြစ်ကြဝန်ခံထားပေမဲ့မယုံကြည်တဲ့မိကလေးတွေရှိလို့ဘီယိုနယ်ပဲပြောပြလိုက်တာပါသူကလာကဘာကနေလမ်းကြီးတောင်ဂင်းနေတာဖြစ်ကြောင့်သိတာနေပေမဲ့တဲဆူငင်းရဲ့ဖန်တွေဟာ ထူးဝဲလင်းရဲ့တတွဲတွဲမြင်ရလို့အနေနီပေချစ်သူတွေဖြစ်သွားမှာကိုစိုးရင်ခဲ့ကြပါရီထူးဝဲလင်းရဲ့ချစ်သူကလေဘလာတောင်တောင်နဲ့ချောမောခညာသူဖြစ်ပြီးကြောင်းနဲ့တရားမျက်စီအောက်ကနေပျောက်ပခံနိုင်လားအောင်ချစ်ကြပါရီထူးဝဲလင်းကအလားမဲလောကထဲမှာအခက်ခဲတွေထိုးနှဲမှုတွေကိုလည်းကြုံတွေ့ကြရတိုင်းမှာအမြဲတမ်းရှိနေပေးတာကတော့ယူကီပဲဖြစ်လို့ယူကီကိုပဲဆက်ချက်သွားတော့မှာပါထူးဝဲလင်းကအရင်ကလည်းရီစားတွေရှိခဲ့ဖို့ပဲမဲ့ယူကီနဲ့တွေ့မှာအချစ်ဆိုတာကိုသိချသွားလိုက်သွားပါတော့ရီအလားမဲတွေကိုရွေးချယ်တဲ့နေရာမှာလည်းတော်တယ်လို့ချစ်သူရွေးတဲ့နေရာမှာလည်း တောနေပြန်တဲ့ဒူရန်လင်ရဲ့ကံကောင်းမှုကြီးကိုတော့မိန်းကလေးတွေတောင်းမှအားကြနေရပါပြီ။ဒီလိုရုပ်ရည်အရမောင်းတဲ့မျိုးသားတယောက်ကိုမိန်းကလေးတွေကရှာဖို့ခက်ပေမဲ့လည်းထူရန်လင်ကတော့စတိုးဆိုင်ကိုသွားရင်းနဲ့တွေ့ခဲ့တာပါ။ထူရန်လင်ကအများနဲ့မိတ်ဆက်မပေးခင်ချိန်မှာလဲယူကီကိုလူယူချင်းသူတွေရှိနေသေးပြီးတော့အခုဒီလေသူတို့နှစ်ယောက်ကြားကိုဝင်မဲ့သူတွေရှိနေပါသေးတယ်။ဂျပန်လေးချောင်းကုန်ခဲ့တဲ့ငွေတွေကိုယူကီကတင်ပေးလို့စင်ပြေသွားခဲ့ပြီးထူဝက်လင်ကဟမ်မပြတ်နေနိုင်ခဲ့ရုံမကယူကီယာတဲဆူငင်းအတွက်လည်းကက်ဒီရှင်ဖြစ်နေပါသေးတယ်။ မြန်မာနိုင်ငံကလာမေတွေနဲ့ခက်ချောချောကောင်းလေးတွေလောက်ကိုစိတ်ဝင်စားပဲဂျပန်နိုင်ငံကယူကီကိုရအောင်တွဲနိုင်ခဲ့တဲ့ထူးအပ်လွင်ကိုအားကျနေပြီလားဆိုတာ comment မှာပြောခဲ့ပေးပါဦးရှင်။ကျေးဇူးအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။